ကျွန်တော်တို့တော်လန်ရေးတွေကိုစီလုံးမှုမရှိဘူး NUG ကိုလည်းရေရှည်မှာအပြစ်တင်လာကြတာကျွန်တော်ကြားမိတယ်ကျွန်တော်တို့က NUG နဲ့အဖွဲ့ဝင်လည်းမဟုတ်ဘူးတိုးတော်လည်းပဲတချို့ကိစ္စတွေမှာသူ့ကိုကြီးပဲအပြစ်တင်တာထက်သူ့ကိုကြီးပဲအပြစ်တင်တာထက်ပေါ့ကိုယ့်ရဲ့အရှိတရားကိုမြင်အောင်ကြည့်ရမယ်ဆိုတဲ့ဟာကိုထောက်ပြချင်တယ်ရန်သူကကိုယ့်ကိုတိုက်လို့လာတာထက်ကိုကဆုံးဖြတ်ချက်အမှားတွေမပြောတင်တဲ့စကားတွေကိုပြောတဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက်ပိုပြီးထိခိုက်တယ် ကျွန်တော်ကျွန်တော်တတိထားမိတာပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံအရဆိုရင်ပြည်သူတွေအနေနဲ့လည်းဒီစကားမနလန်ထလာတာကိုအရင်လဲစိုးရင်ကြာမလို့ပါဘူးသို့တော့တစ်ဖက်မှာတတိထားရမယ်ပေါ့နော်တတိထားရမယ်မင်းအွန်လိုင်းရဲ့အကျန်းဖက်စစ်တပ်ဟာ တရုတ်ရုရှားအာကန်ပေးမှုတွေနဲ့ပြည်တွင်းကလူငယ်တွေကိုဂုတ်သွေးဆုပ်စစ်မှုထမ်းခေါ်ဆောင်မှုတွေကြောင့်ပြန်လည်နလန်ထလာချိန်မှာရန်သူရဲ့တိုက်ခိုက်မှုထမ်းကိုအရှင်းရှင်းပြန်ပြီးအပြစ်တင်နေကြဓာတွေကပိုပြီးထိခိုက်တယ်လို့အရခတ်တပ်တော်တပ်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတတိပေးပြောဆိုလိုက်ပါတယ်။2025ခုနှစ်အတွင်းမှာမြောက်လိုင်ဥဆောင်နဲ့စကမတဖြစ်လဲစကဆဟာစည်ရတန်တမန်ရဲတွေကိုခက်စိတ်စိတ်လှုပ်ရှားလာတာတွေ့ရပါတယ်။ ဒေါ်လာရဲ့အဖွဲတွေတင်ထားတဲ့မြို့အရှုပ်ကိုပြန်လဲတင်ယူပြပြီးအကြီးအကျယ်ဝါရဖြန့်ဓာတွေလောက်ခဲ့သလိုတစ်ဖက်မှာလည်းမင်းအောင်လှိုင်ကပြပခရီးစဉ်တွေခဏခဏထွက်ဓာတွေလောက်ပြပြီးသူ့ပုံရိပ်နဲ့တရားဝင်မှုကိုရရှိအောင်စ조사လာတာတွေ့ရပါတယ်။ဒီလိုမင်းအောင်လှိုင်ရဲ့အောင်မြင်မှုတွေရလာနေချိန်မှာဘုဇုံထုံးမြတ်နိုင်စကားနဲ့ပြောရမယ်ဆိုရင်စကမပြန်လဲနလန်ထလာချိန်မှာ ဒေါ်လာရဲ့အဖွဲ့အစည်းဘက်မှာတော့အရှင်းရှင်းအပြစ်တင်ဒဏ်တွေထွက်ပေါ်လာနေတာတွေ့ရပါတယ်။အထူးသဖြင့် NUG ကို အားမလို့အမရဝေဖန်အပြစ်တင်တာတွေအများအပြားလှုပ်လာကြတာဖြစ်ပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ NUG ပေါ်သူ့ရဲ့အမြင် NUG ရဲ့လောရကံရအခက်အခဲနဲ့ယုံကြည်မှုတိဆောက်ရခက်ခဲနေရတဲ့အကြောင်းရင်းတွေကို ော်လန်ရဲ့လက်ရှိအခြေအနေတွေကို ARD နဲ့ interview မှာ ပြောကြားသွားတာကိုအထူး highlight လုပ်ပြီးပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ကျွန်တော်တို့လူတွေကကိုလုတ်တင်တဲ့ဟာကိုအောင်မြအောင်မလုတ်နိုင်ပဲနဲ့သူများကိုအပြစ်မြင်တာတဲ့သူများနေရာမှာကိုဝင်ပြီးမှဆိုဘာဖြစ်နိုင်လာနိုင်မလဲငါတို့ကဘာလုတ်တင်တယ်လဲအခုမှသဘောကဗျာ မကျွန်တော်တို့တော်လန်ရေးတွေကိုစီလုံးမှုမရှိဘူး NUG ကိုလည်းရေရှည်မှာအပြစ်တင်လာကြတာကျွန်တော်ကြားမိတယ်ကျွန်တော်တို့က NUG နဲ့အဖွဲ့ဝင်လည်းမဟုတ်ဘူးတိုးတော်လည်းပဲတချို့ကိစ္စတွေမှာသူ့ကိုကြီးပဲအပြစ်တင်တာထက်သူ့ကိုကြီးပဲအပြစ်တင်တာထက်ပေါ့ကိုယ့်ရဲ့အရှိတရားကိုမြင်အောင်ကြည့်ရမယ်ဆိုတဲ့ဟာကိုထောက်ပြချင်တယ်ဟို NUG ဟာတိုင်းရင်းသားတွေကိုပါဝင်အောင်မစီလုံးနိုင်ဘူးဆိုတော့ပြောကြားချက်ကတော့အကုန်လုံးကမမှန်ဘူးဗျသူစီလုံးဖို့ကြိုးစားတယ် သူရဲ့စီလုံးမှုမအောင်မြင်တာကကံကံရဲ့အကျိုးလဲပါတယ်ကကံဆိုတာကအတိတ်ကပြုခဲ့တဲ့ကံကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာပေါ့နော်ဗမာချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအတန်လိုက်ပြီးမှစီယုံကြပြီတိုင်းရင်းသားတွေကလည်းအာဟုတ်တယ်ဒါဘုံရန်သူစက်တက်ကိုချရမယ်ဆိုပြီးပါတော့တယ်ပါတော့ပြီးမှခဏနေလမ်းဆုံးတော့သမင်းဝိုင်းမှာကိုကမပါဘူးအဲ့ဒီဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ် အဲအလုတ်သမားလာခေါ်တယ်လို့မျိုးခေါ်ပြီးမှသမင်းစားမဲ့နေရာမှာမပါဘူးပေါ့ကျွန်တော်ရဲ့မိတ်ဆွေရှိတယောက်ရဲ့စကားကိုကားပြီးပြောရင်အဲ့လိုမျိုးဆိုတော့အခုအချိန်မှာကြတော့သူ့နောက်ကိုအရင်မလိုက်ရဲဘူးသူ့ကိုမကူညီချင်လို့မဟုတ်ဘူးသူ့နောက်ကိုလိုက်တော့ရင်ငါပဲဟိုပါပေါ့ဘိုက် GP ကြံခဲ့မှာပေါ့ဗျာအဲ့လိုမျိုးတန်တရားတွေဒွိဟတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ကံတရားကိုယ်တိုင်က ရှေ့ကနေလုတ်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမားတွေစည်တနာမမှန်မှုတွေကြောင့်ယုံကြည်မှုတည်ဆောက်ရတာအခက်အခဲရှိတယ်။ဒီဟာအခက်အခဲကြောင့်ငါတို့ဘယ်တော့မှမစည်းလုံးတော့ဘူးလားဆိုတော့လည်းမဟုတ်သေးဘူး။ဒီဟာတွေကိုကျွန်တော်တို့ကတိပြီဆိုရင်ငါတို့ကအရင်လိုမျိုးလုတ်လို့တော့မရဘူး။ဂတိသစ္စာရှိရမယ်။ဒီဂတိသစ္စာကိုတခါပြင်သမင်းစားသလိုမျိုးမဟုတ်ဘဲနဲ့ဒီဟာကိုတည်တော့ရမယ်။ဒီအစဉ်လာကိုတည်ဆောက်ရမယ်။ဂတိသစ္စာနဲ့မေတ္တာတရားတွေရော ကျွန်တော်တို့ရဲ့ဒီကန်တရားတွေကိုတကယ်အကုန်လုံးနဲ့ပူပေါင်းစည်းပြီးမှထုစစ်မယ်ဆိုတဲ့ဟာကိုအလုံးနဲ့တက်တွေကိုတဖြည်းဖြည်းချင်းပြရမယ်စိတ်ရှည်ရမယ်တော်လန်ရေးကိုမနဲ့ဖန်ဘာဖြစ်မယ်ဆိုပြီးမှ force promise တွေနဲ့ပြည်သူကိုလုံးစော်နေတာထက်ငါတို့ဒီဟာဒီလောက်ဒီလောက်လုတ်ခဲ့ပြီဒီဟာတွေကြောင့်မှားခဲ့တယ်ရှစ်ဆက်ပြီးလုံးရမယ်ဥပမာပြည်သူကတော်လန်ရေးဆင်နွှဲတယ်ဆိုတော့နိုင်ငံတိုင်းမှာပြင်ပန်းတာပဲစီးရီးယားတော်လန်ရေးမှာလည်း မအခုစကားမနလန်ထတယ်လို့မျိုးထက်တောင်ပို့ပြီးမှခိုင်ပါတဲ့တန်တမန်ရေးနိုင်ငံရေးသူသူထူထောင်လာတာပဲဒါမဲ့ဝုန်းဆိုရုပ်တရက်ကြီးနဲ့မျက်လက်ပြတ်ပြတယ်လို့မျိုးသူလဲပြုတ်လဲနိုင်ငံထက်ပြေးတော့တာပဲအာဆက်လို့မျိုးဒါကြောင့်ဟိုပြည်သူတွေအနေနဲ့လဲဒီစကားမနလန်ထလာတာကိုအရင်လဲစိုးရင်ကြာမလို့ပါဘူးသို့တော့တစ်ဖက်မှာတတိထားရမယ်ကောနော်တတိထားရမယ်ဒါကဒီတရုတ် တရုတ်နိုင်ငံကနေစကားမကိုတန်တမာရေးရအတိမဲ့ပြမှုတွေကအရင်ထက်ပိုပြီးမှပေါ်ပေါ်ထင်ထင်ရှိလာတယ်ဆိုတာကစောစောပြောတယ်လို့မျိုးဘသူမဆိုကိုယ့်ရဲ့အကျိုးစီးပွားကိုဘဘပြုတ်ပြီးစဉ်းစားတာပဲဒီနေရာမှာကျွန်တော်တို့ထက်တွေ့ဟိုဟာမြင်ကွင်းထဲမှာထည့်ရမှာကအိန္ဒိယလည်းမလုပ်လေဆိုတော့အိန္ဒိယလည်းအခုချိန်မှာစကားမတွေကိုဖိတ်ခေါ်ပြီးမှဟိုပလူနေတာပဲလေစကားမ120အိန္ဒိယဒေါ်လာအိန္ဒိယ120စကားမကိုလာလိုက် ကျန်တဲ့နိုင်ငံတွေကလည်းသူ့ကိုနောက်ဖေးပေါက်ကနေဝင်ပြီးမှကျွန်တော်တို့ကြားမိသလောက်တချို့နိုင်ငံကြီးတွေရဲ့တန်တမန်တွေလည်းအိမ်ဦးကျန်းပြင်အဲတချို့နိုင်ငံတွေမှာတွေ့နေတဲ့ကိစ္စတွေလည်းရှိတာပဲနိုင်ငံတိုင်းကစက်ပုံးခုတ်ပြီးမှလည်းသူ့အကျိုးအတွက်နိုင်နေကြတာပဲဒါတွေကိုကျွန်တော်တို့အရှိတရားကိုသိရမယ်ပြီးမှငါတို့ကမဘယ်နိုင်ငံကမဆိုသူ့အကျိုးစီးပွားကိုအာမခံပေးနိုင်တဲ့ actor ကိုလက်တွဲမှာပဲဒါကြောင့်ကျွန်တော်တို့ကသူ့အကျိုးစီးပွားကို ျွန်တော်တို့ကဟိုစိန်ခေါ်ပြီးမှဟိုကိုမလုံနိုင်တဲ့အင်အားတွေကိုသူများကိုလက်ညှိုးထိုးအပြစ်မြင်မလားကိုကလိန်လိန်မာမာနဲ့ဒီကိစ္စတွေကိုဟိုမဟာဗျူဟာချတဲ့အချိန်မှာရောအကောင့်ထဲပေါ်တဲ့အချိန်မှာရောမမအသိနဲ့အမှားတွေပေါ့တချို့ကိစ္စကတော့သဘောတရားအဖြစ်မှန်တယ်ဒါပေမဲ့ကိုအကျိုးစီးပွားအတွက်အရန်ထိခိုက်တယ်အဲ့ဒီလိုအနေထားတွေမှာကိုကမပြောသင့်တာကိုမပြောဖို့လိုတယ်မမအသိနဲ့တာကိုမမဖို့လိုတယ် ရန်သူနဲ့စစ်တိုက်တဲ့ချိန်မှာရှုံးမင်းချင်းတွေကဘယ်ကလာလဲဆိုတော့ရန်သူကကိုယ်ကိုတိုက်လို့လာတာတဲ့ကိုကဆုံးဖြတ်ချက်အမှားတွေမပြောတင်တဲ့စကားတွေကိုပြောတဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက်ပိုပြီးထိခိုက်တာကျွန်တော်ကျွန်တော်တတိထားမိတာပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံရဆိုရင်ဒါကြောင့်ဟိုပြောတင်သလားမပြောတင်ဘူးလားဆိုတဲ့ကိစ္စတွေပြီးမှဒီအလုပ်ဟာကိုမှားလိုက်တဲ့အမှားရန်သူတိုက်တဲ့ထိခိုက်မှုထက်ပိုဆိုးတယ်ဒီဟာတွေကိုကျွန်တော်တို့တတိထားဖို့လိုတယ်ဒါကြောင့် ဒီတရုတ်ကနေအတိမတ်ပြုတ်လာတယ်ဆိုတာလက်အိန္ဒိယကရောအတိမတ်ပြုတ်လာပဲတခြားအနောက်နိုင်ငံတန်တမန်တွေရောစကမရဲ့အစည်းအဝေးတွေအတွက်ရည်ရွယ်ကောက်ပွဲအတွက်ဗန်ဒန်ငွေတွေလည်းထောက်ပံ့နေတာပဲဆိုတော့ဒါဟာမြင်သာထင်သာရှိတာကတရုတ်ကနိုင်ငံတကာရဲ့အခင်းအကျင်းတွေအားပြိုင်မှုတွေသူ့မှာလည်းသူ့မှာရှိမှာပေါ့ဗျာကျွန်တော်တို့ကဟိုတော်လန်ရေးအုပ်စုတေးသေးလေးတွေဆိုတော့ ဟိုထိုင်ဝမ်အကြောင်းတို့ဟိုအရေကောက်ပြောနေလေကြီးမှုကြီးဖြစ်မှာဆိုလို့ထည့်ပြီးတော့မပြောတော့ဘူးဒါမဲ့ဒါကလူတိုင်းနားလည်ထားတဲ့ကိစ္စပဲဆိုတော့ဒီဟာတွေစိုးရိမ်မှုတွေရှိတဲ့အတွက်သူကလည်းသူ့အလုပ်သူလုပ်တဲ့ကိစ္စကိုကဒါကိုမြင်ပြီးဆိုရင်စိုးရိမ်စိတ်တစ်ခုတည်းကိုကြည်တာအထက်ငါရှုံးတော့မလားဆိုတဲ့ဟာတည်းကိုလုတ်တင်တဲ့ဟာကိုမရက်မနာတော့လုတ်လုတ်ရမှာပဲ